ငစာပြတ်တယ်တခါမှတော့မစားဘူးပေါ့နော်ဒီခွာတောက်ကျော်ညံသမီးကတခါပဲစားဘူးတယ်အခုမှပဲကိုယ်တိုင်လှုပ်စားပါဘောเนาะအားလုံးမင်္ဂလာပါဆိုတော့ဒီနေ့ကကြတော့အိမ်မှာတကြံသမီးလှုပ်စားမလို့ပေါ့เนาะဒီနေ့ကလူတွေအများကြီးလဲဖိတ်ထားတယ်ဒါဆိုဒီမှာငချောက်ကွာကြတော့လေ ငါစာပြက်လေးဝယ်ထားတယ်ငါစာပြက်တယ်တခါမှတော့မစားဘူးပေါ့နော်သူကအသားလဲထူတယ်ဆိုတာနဲ့ပြလဲစဲဒီတကြံထမင်းတွက်ဆိုရင်ငါ6000ကျော်မှာဆိုတော့လေအသားများများနဲ့ဆိုပို့ပြီးတော့ကောင်းတယ်တချို့ကြီးကတော့ငကွန်းချက်တို့ပြီးရင်တခြားငါးကြီးလည်းအသုံးကြရပေါ့နော်အစုံတော့သုံးကြရပြလဲဆိုတော့ဒီမှာငါစာပြက်လေးနဲ့သုံးပါမယ်တရတီးရတော့မှအစင်းကိုရအောင်ရှာထားချက်တုံးကလည်းဒီမှာဒီလိုမျိုးလေးအဖက်ဖက်လေးခွာပြီးွားရပေါ့နော်အသားတော့ထူတယ်ပြုတ်ထားမယ်ပေါ့နော် တရသည်ငချောက်ထောင်းကြော့ဖို့တော့ဒါစီထည့်ရပါတော့เนาะကျွတ်တုန်နီလေးအရင်စီတတ်မယ်ကောเนาะပြီးရင်စနုံးလေးထည့်ပါမယ်မကျွတ်တုန်လေးရတော့မရွှေဝေးအောင်တန်းပြီးတော့ပြော့သွားပြီပေါ့เนาะကျင်ညက်နေအောင်ဒီမှာအယိုးပါရင်တော့မှာအယိုးလဲကျင်ညက်နေအောင်မှွားနေအောင်ထောင်းတာပါပေါ့เนาะဒါထည့်ပါမယ်ဒီငစာပြက်ကကြတော့နည်းနည်းအငန်တက်လေးပါတော့လေစားတော့တိတ်မလို့ဦးတင်တယ် ဒါလေးတို့မှွေပြီးတော့နှက်သွားပြီဆိုရင်စုံကြီးလေးနည်းနည်းလေးထည့်ပြီးတော့ခဏထားလိုက်ပါတော့စုံကြီးလေးထည့်မယ်ပါတော့နည်းနည်းအချောက်လေးရပြီဆိုတော့တည့်ရတိထည့်မယ်ပါတော့မနေ့ကမှွေနေရွှေးတောင်ပြန်တယ် ဘိုးပြဲတယ်တွေပါနဲ့မှွေလို့ရှင်တော့ပို့ပြီးအားရပါရမှွေလို့ကောင်းတာပေါ့နော်အရေးတောက်လေးလဲစားခြင်းနဲ့ဆိုတာနဲ့အဲဘလက်ကတီးဆုံးပဲဟင်းလေးချက်ပြီးမှပြင်းတော့တဲ့ရွယ်အချောက်လေးပေါ့နော်ဒါလေးနဲ့စီတက်ပါမယ်ဟင်းတက်တုံသူအနီးစနုံးလေးထက် ပဲဝါကြောင့် bless ကပဲဝါလေးတုံးထားတာအဲ့ဒါအောင်မပြုတ်ထားတာပေါ့နော်မြေရောင်နေမို့ကစီသက်တော့ဝထဲဖို့မေ့ဝါလို့ခယုံသီးရောဘူးသီးရောပဲသီးရောဥနီရောဂျုံးရီသီးရောပေါ့နော်ပြင်ရေလေးထည့်မယ်ပေါ့နော်အာမဆလာလေးထည့်မယ်ပေါ့နော် စားတွေရွှေမုတ်တွေထည့်မယ်ပေါ့နော်အတယ်လို့အချင်းစားခြင်းလို့ရှိရင်မကြီးမဲ့လေးဖြော်ပြီးတော့ထည့်လို့ရတယ်ပေါ့နော် glass ကတော့အချင်းမစားတော့ဘူးခုကငူသီးလေးကြော်မယ်ပေါ့နော်ငူသီးကြော်လေးလည်းရပြီသမင်းဟွာတော့လေး glass ကပုံမှန်တိုင်းပဲချက်ထားပါတယ်ပြီးတော့စားခန့်နေတော့မှပဲရေအေးလေးနဲ့ဖျောင်းရည်နဲ့စားမယ်ဆိုလည်းရတယ် glass ကတော့ဖျောင်းရည်နဲ့အောင်မကြိုက်တော့အကုန်လုံးကလည်းပုံမှန်တိုင်းပဲစားမယ်ဆိုတာနဲ့အဲဖျိုင်းမဲချက်လိုက်တာပါတိခွာကြောက်ကြော်ဖြော်မလို့ပေါ့နော် ချောက်ကျော်မဲလေးပေါ့နော်ဈေးထဲမှာတွေ့လို့အာတပူ60တဲ့ဒီခွာတောက်ကျော်ကဲဆိုတော့ဒီမှာချက်ပြုတ်ပြီးလို့ PC ဝိုင်းပေါ့နော်။အမအဲ့တဲ့လလာရမှာဆိုတော့အရင်ဦးဆုံးထမင်းလေးထည့်ပါမယ်။ပုံမှန်လေးပဲချက်ထားတာပေါ့နော်။ဘာလို့လဲဆိုတော့ပြည့်ရမှာဆိုလို့အဲ့တော့ဒါလေးကိုရေခဲရည်လေးနဲ့စားမယ်ပေါ့နော်။ဒါကြောင့်ရေခဲရည်လေးပေါ့နော်။ တရက်သီးငွေ6000ကျော်လေးပေါ့နော်။ဟွန်းဒါလေးဒီလိုထည့်စားလဲရတယ်။ဘယ်သီးကျော်လေးပေါ့နော်။ဒီလိုလေးစားကြ။အင်း။ညံထမင်းရတခါပဲစားဘူးတယ်အခုမှပဲကိုယ်တိုင်လုပ်စားပါဘောနော်။ဒါလေး plus online ကနေကြည့်ပြီးတော့ live ချက်ထားတာလက်လက်နေနေဝင်တယ်ဒီငွေ6000ကျော်ရတာနည်းနည်းလက်ဝင်တယ်ပေါ့နော်။ 把刀弄住，来呀！整 chili，yeah。